ချမ်းမြင့်တဲ့အတွင်းမှာရှိကြတဲ့တိုင်းသားတော်လှန်ရေးတပ်တွေကြားမှာခိုင်မာတဲ့ဘုံသဘောတူညီချက်မရှိရင်စစ်တပ်ကင်းစင်သွားခဲ့ရင်တောင်တိုက်ပွဲတွေကဆက်ရှိနေအောင်မှာဖြစ်တယ်လို့စီးရင်နိုင်ငံရဲ့အကဲခတ်တွေကထောက်ပြကြပါတယ်ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်ရှင်အနာဒေသတစီကတိမ့်ပိုက်ထားတဲ့နေမျိုးတွေကိုတိမ့်ပိုက်အနိုင်ရရှိတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေကသူတို့တွေရဲ့အုတ်ချုံရေးရန်ရရတွေနဲ့အစားထိုးဖို့ဆောင်ရွက်လာတဲ့အခါမှာ ေတာတွင်းမှာလှုပ်ရှားနေကြတဲ့တိုင်းရင်းသားတပ်တွေချင်းချင်းကြားမှာပဋိပက္ခတွေဖြစ်ပွားခဲ့ကြတယ်လို့လူလူတွေရဲ့စန့်ကျင်မှုတွေပါရှိခဲ့ပါတယ်။ဒါတွေဟာချမ်းမြေတဲ့အတွင်းမှာရှိနေကြတဲ့တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကြားကမရှင်းလင်းတဲ့နေမြေတမက်မှုတွေကြောင့်ဖြစ်တယ်လို့စီရေးအကဲခတွေကသုံးသပ်ကြပြီးဒါတွေကိုမဖြေရှင်းနိုင်ရင်ချမ်းမြေနယ်မှာစစ်တပ်ကင်းစင်သွားခဲ့ရင်တော့တနက်တန်တွေကတိတ်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ အမည်မဖော်လိုတဲ့ဝါရဲရှမ်းနိုင်ငံရေးသမားတယောက်ကတော့ရှမ်းပြည်နယ်အတွင်းမှာတနက်ကင်ပြီးအုတ်ချုပ်နေတဲ့သူတွေကလူနည်းစုဖြစ်ပြီးအုတ်ချုပ်ခံနေရတဲ့သူတွေကလူအများစုဖြစ်တာကြောင့်လူလူကအုတ်ချုပ်တဲ့ဥပဒေမဟုတ်ပဲစစ်ဥပဒေနဲ့အုတ်ချုပ်နေတဲ့များကတော့ပဋိပက္ခတွေကဖြစ်နေအောင်ပါလို့ပြောပါတယ်။တီဘောကြောင့်ပဲဆိုရင်ရှမ်းတွေပဲနေတဲ့နေရာတွေအဲ့နေရာကိုဘယ်သူကအုတ်ချုပ်မလဲ။အခု DLN နဲ့ MNDA တို့ရှမ်းမြောက်မှာနေမြေတိုင်းနိုင်နေဆိုတာက အဲ့ဒီနေရာတွေမှာရှိနေတဲ့စစ်တပ်ရဲ့တပ်တွေကိုပဲတိုက်နိုင်တာအဲ့ဒီဒေသတွေမှာရင်းနေကရှိနေတဲ့တိုင်းရင်းသားတော်လှန်ရေးတပ်တွေကိုတိုက်နိုင်တာမဟုတ်ဘူးအဲ့ဒီတပ်တွေကအဲ့ဒီနေရာတွေမှာဆက်ပြီးရှိနေသေးပဲဒါကြောင့်ပုတ်တိုက်မှုတွေရှိနေတာအလုံးစုံနိုင်ကြရင်တော့အဲ့ဒီမှာရှိနေတဲ့ရှမ်းတပ်တွေကိုပါနိုင်အောင်တိုက်မှရမယ်တပ်ပြည်ဆိုရင်လည်းတိုင်းရင်းသားတပ်တွေအချင်းချင်းကြားမှာတိုက်ပွဲတွေဖြစ်မှာပဲရှမ်းပြည်နယ်အတွင်းကလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့နေမြေအငင်းပွားမှုတွေကိုဖြေရှင်းကြတဲ့အခါမှာလူမှုထောက်ခံမှုနဲ့ပြုတ်လုပြီး မဟာမိတ်အဖွဲ့တွေကြားဆွေးနွေးအဖြစ်ရှာမဲ့မူတခုရှိဖို့လိုအပ်တယ်လို့အမည်မဖော်လိုတဲ့ပထမအကြိမ်လွတ်တော်ကိုယ်စားလှယ်ဟောင်းတယောက်ကလည်းမှတ်ချက်ပြုပြောဆိုပါတယ်အဲ့ဒီလိုမှမဟုတ်ပဲနေမည်အငင်းပွားမှုတွေခဏခဏဖြစ်နေရင်လက်နက်ကန်ပဏိပခကနေတစေပြုတ်ကွေးရေးရှိကိုဥတည်သွားနေတယ်လို့ဘုံရန်သူကိုဥတည်တိုက်ရာကနေဘုံရန်သူရဲ့တက်ရှူဖြိုခွဲမှုကိုခံရပြီးတော်လန်ရေးကြဆုံသွားနိုင်တယ်လို့လည်းထောက်ပြပါတယ်ရှမ်းပြည်နယ်ဟာ တိုင်းရင်းသားတပ်ဖွဲ့တွေအများအပြားရှိနေတဲ့ပြည်နယ်ဖြစ်တယ်လို့တတ်မှတ်နေပြီးအငင်းပွားမှုတွေကိုဖြေရှင်းကြတဲ့နေရာမှာလက်နက်ကင်ပြီးမဖြေရှင်းပဲဒေသခံလူလူရဲ့သဘောဆန္ဒနဲ့တမိုင်းကြောင်းအထောက်အထားတွေကိုမေးမထားဖို့လိုတယ်လို့အမည်မဖော်လိုတဲ့ကချင်ဝါရိတ်နိုင်ငံရေးသမားတယောက်ကပြောဆိုပါတယ်ဒီနေ့ကံရည်ချီလို့ဆိုတာတလူပဲဖြစ်မှာပါ။ဒါပေမဲ့အခုရှိတာကတော့ဒီနေ့ကံ post conflict ပေါ့ဗျာ post war နောက်ပိုင်းမှာကျတော့ဒီဟာတော့ အဲတမိုင်းကျောင်းအရာဒီဒီပိုင်ဆိုင်မှုကရှိနေတော့အဲ့ဒီကအပေါ်ပါပဲဒီမှာသွားတာတော့အကောင်းဆုံးပဲဖြစ်ပါလိမ့်မယ်ဒါမှမဟုတ်ဆိုရင်လက်လက်နဲ့ပဲဒီဟို case ကြီးကတော့ဒီဘယ်တော့မှအဆုံးသတ်နိုင်မှာတော့မဟုတ်ဘူးအဲ့ဒီလိုတမည်ပိုင်းခြားထားတာစနစ်ကြမရှိတာကြောင့်အရင်ကတည်းကရှုပ်ထွေးနေတဲ့ရှမ်းပြည်နယ်ရဲ့နေမြေတမမှုဟာဆရာနာတိမ့်ပြီးတဲ့နောက်ပိုင်းတိုင်းရင်းသားတပ်ဖွဲ့တွေရဲ့နေမြေထိန်းချုပ်မှုတွေရှိလာပြီး အုပ်ချုပ်မှုတည်ဆောက်ကြတဲ့အခါမှာအမျိုးသားလက်နက်ကိုင်တပ်ဖွဲ့တွေအချင်းချင်းကြောင်းပြစ်ပခတွေဖြစ်လာတာလို့ဝါရဲနိုင်ငံရေးလှစ်လာတုံးသက်သူဦးတန်းစုတိုင်းကထောက်ပြပါတယ်ဒီရှုပ်ထွေးမှုတွေဟာဆက်ပြီးရှိနေဥပါဖြစ်တယ်လို့တရုတ်နိုင်ငံရဲ့ရှမ်းပြည်နယ်အရေးဝင်ရောက်လွှမ်းမိုးမှုနဲ့ရှမ်းပြည်နယ်အတွင်းမှာရှိနေတဲ့ ARG ရှမ်းတော်လည်းလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကြားကမတူညီတဲ့စီးနိုင်ငံရေးသဘောထားတွေကြောင့်လဲပုံမှုရှုပ်ထွေးလာတာလို့ဆိုပါတယ်ငိုးတွေက ချုပ်ထွေးတယ်။ဘယ်ဥတော်လာရင်းနဲ့တက်တုံညာနှစ်ခွန်ဆက်စင်ရည်ဖြစ်လာတဲ့ကပို့ပြီးတော့ချုပ်ထွေးတော်တော့ပေါ့ကွာ။နော်။ဟောနေမီသိမ်းလို့ရပြီဆိုလို့ရှင်သိမ်းလို့ရတဲ့နေကိုနဲ့ပဲဆိုပြီးတော့ကိုအနာကိုထူထောင်ညာကိုဒီလိုငါနဲ့ကိုထူထောင်ညာတဲ့အခါကျတော့နေမီပိုင်းခြားသတ်မှတ်မှုတိတိကျကျမရှိတဲ့အချိန်တွေပေါ်မှာပဋိပက္ခတွေဖြစ်တာပေါ့။ဒါပေမဲ့အဓိကအဲ့လိုကိစ္စတွေဖြစ်ရတဲ့အဓိကအခြေခံအကြောင်းကတော့တရုတ်ရဲ့အဲ့ဒီဆွဖက်မှုတွေက ပို့ပို့ပြီးတော့လွန်ကျူးလာလေနော်ဒီဖြစ်ကိစ္စတွေကဒီလိုချုပ်တွဲမှုတွေကပိုများလာလေဖြစ်နိုင်မယ်လို့ကျွန်တော်ကတော့သုံးသပ်ပါတယ်ခင်ဗျာတရားပြသလူမျိုးကိုတပ်မလို့ TNL ဘက်ကတော့သူတို့ထိ ंछ ုတ်ထားတဲ့နေပြည်တော်မှာဖြစ်ပွားခဲ့တဲ့ KIA တပ်ဖွဲ့တွေကြားကပြိပခတွေကိုတက်ဆိုင်ရာတာဝန်ရှိသူတွေကနေတဆင့်ဖြေရှင်းဆောင်ရွက်နေတယ်လို့ပြောဆိုပေမဲ့ကိုကန်တပ်ဖွဲ့နဲ့ SSPB SS အဲ့လိုကြားမှာဖြစ်နေတဲ့ပြဋိပက္ခတွေကိုတော့ဒီဥပဒေတည်ထာနာအနေနဲ့သက်ဆိုင်ရာဖွဲ့စည်းတာဝန်ရှိသူတွေကိုမေးမြန်းလို့မရသေးပါဘူးကျွန်တော်အောက်သူပါခင်ဗျာ